ဒီနေ့မှာဒဇန်ကြနေညနေပိုင်းတွင်လည်းရန်ကုန်မြို့တွင်ရေကစားသူများပြင်စီကားလျက်ရှိရာမန်နေဂျာများပါဝင်ရက်ွက်များအတွင်းမှာပါရေကစားသူများကိုအများပြတွေ့ရပါတယ်။ ရန်ကုန်မြို့ရဲ့ရက်ကွက်များအတွင်းမှာတော့ရေကစားသူများအပြင်တပိုင်းတနိုင်စုတ္တိတာကျူးမြမှုများကိုလည်းတွေ့မြင်ရပါတယ်။စတုဒီတာကျွေးမွေးရာတွင်တမင်းပါဝင်မုလုံးရေပေါ်မုတ်လက်ဆောင်ခဲ့သူရိုးရမုံများကိုလည်းကျွေးမွေးခဲ့တာတွေ့ရပါတယ်။ ရက်ကွက်များတွင်ရေကစားကြရာမှာကလေးငယ်များပါဝင်အသက်အရွယ်မျိုးစုံပါဝင်တာတွေ့ရပါတယ်မဟာတကြံကြနေညနေပိုင်းမှာလဲကန်တော်ကြီးကံပလန်ကဘာကြီးဖျားလန်ပြည်လန်းစရှိတဲ့လမ်းမကြီးတွေမှာရေကစားသူများနဲ့စီကဲလက်ရှိတာတွေ့ရပါတယ် ရွာသားကြီးစပါတော့ခင်ဗျ